းစားရှိတဲ့ကနေပြီးတော့ဘယ်မွေမျိုးပဲဖြစ်ဖြစ်အဓိကမွေမျိုးကြီး၄မျိုးတည်းကမွေတွေကိုအာယုံပြုပြီးတော့မေတ္တာပွားဖို့လိုတယ်တဲ့မေတ္တာပွားတယ်ဆိုတာမိတ်ဖွဲ့တာပဲဒါကြောင့်မို့ဝိရုပက္ခေဟိမေမေတ္တံဆိုတာဝိရုပက္ခမွေတွေနဲ့လည်းပဲ မိတ်ဆွေခွဲပါတယ်မေတ္တာတက်ဝင်ပြီးတော့ကျွန်ုပ်နဲ့အပြာနာမေတ္တာထားပြီးတော့မိတ်ဆွေခွဲပါတယ်လို့ဒီလိုမေတ္တာပို့ဖို့လိုအပ်တယ်ထို့တူပဲဧရာပထဆိုတဲ့မွေမျိုးတွေသံဃာဗုဒ္ဓဆိုတဲ့မွေမျိုးတွေကန္နဂေါရမဆိုတဲ့မွေမျိုးတွေနဲ့လည်း မေတ္တာတဲ့ဝင်ချစ်ခင်ခြင်းဖြင့်မိတ်ဆွေဖွဲ့ပါတယ်လို့မေတ္တာပို့ဖို့မိတ်ဆွေဖွဲ့ဖို့လိုအပ်တယ်မေတ္တာရဲ့အစွမ်းတကောဟာအလွန်မထက်တယ်ပေါ့ထိုးမွေးတွေမိမိမြင်သည်ဖြစ်စေမမြင်သည်ဖြစ်စေလောကမှာရှိကြတဲ့အစိတ်ပြင်းထန်တဲ့မွေးတွေနဲ့ကျွန်ုပ်ရဲ့မေတ္တာဟာထိုးမွေးတွေနဲ့ မေတ္တာသက်ဝင်ချစ်ခင်ခြင်းဖြင့်ထိုမွေတွေနဲ့မိတ်ဆွေဖြစ်ပြရစေမိတ်ဆွေဖြစ်ပါれမွေတွေပေါ်မှာမေတ္တာထားပါれလို့ဆိုတာစိတ်ထဲကလည်းမေတ္တာအယုံပြုပြီးတော့မေတ္တာပို့တယ်နှုတ်ကလည်းပဲရွတ်ဆိုတယ်ဆိုလို့ရှိရင်ထိုပုဂ္ဂိုလ်ဟာနှုတ်ကလည်းရွတ်ဆိုမယ်စိတ်ကလည်းတကယ်မေတ္တာပို့နိုင်မယ်ဆိုလို့ရှိရင် အဲ့ဒီမွေးတွေဟာမိမိကိုအန္တရာယ်မပေးတော့ဘူးတဲ့ဘယ်တတဝါပဲဖြစ်ဖြစ်ကိုယ့်ကိုအန္တရာယ်ပေးတဲ့ပုဂ္ဂိုလ်မှအန္တရာယ်ပေးတတ်တယ်ကိုကသူတို့ပေါ်မှာမေတ္တာထားလို့ရှိရင်တတဝါတွေကလည်းကိုယ့်အပေါ်မှာပြန်ပြီးတော့မေတ္တာထားလို့ရှိတာဒါတဘာဝပဲပေါ့ပရိတရားတော်ဟာမွေးစိုးတွေရဲ့အန္တရာယ်မျှတာမကား အာလုံးကြုံတွေ့နိုင်တဲ့အန္တရာယ်တွေမှန်သမျှအကုန်လုံးပျောက်ကင်းစေနိုင်တယ်။ဒါကြောင့်မို့လို့ဒီပရိတရားတော်မှာလာတဲ့အတိုင်ပရိတရားတော်ကိုရွတ်ဖတ်တရေဆဲခြင်းတို့ရွတ်ဖတ်တရေဆဲတဲ့အခါမှာအတိတ်တွေကိုနားလည်အောင်ရွတ်ဖတ်တရေဆဲပြီးမေတ္တာဘာဝနာကိုကြိုးစားပွားများအထောက်မဲ့လို့ဆိုလို့ရှိရင်မွေဆိုးအန္တရာယ်သာမကအန္တရာယ်ခတ်သိမ်းခင်းငိမ့်နိုင်တယ်ဆိုတာယုံကြည်